ဒီလုံကြောင်းရင်နေကြဝန်내ဖွေရာကွဲလွန်ဆိုးပါသွားကြရတဲ့စိတ်ဖြိုးနဲ့ရှိပွေဖြိုးမိခင်ဒေါခင်တန်ဝင်းချမ်းသာကျဲဝါရီဘွားကိုပိုင်ဆိုင်ထားပေမဲ့ရုတ်တရက်တနာစပွဲကွဲလွန်ဆိုးပါသွားရတာကတော့ဒေါခင်တန်ဝင်းမှာဒေါခင်တန်ဝင်းဟာတရုတ်ဆောင်ခီးသွားဘလော့က ရှိရှိပွင့်ဖြူရဲ့မိခင်ဖြစ်တယ်လို့တရုတ်စာမင်းသမီးနန္နာလိုင်ရဲ့မောင်စိန်ဖြိုးလိုင်ရဲ့ရောက်ခမလေးဖြစ်ပါရီ။ကြာပြင်ဒေါခင်တန်ဝင်းဟာဝိုင်းရင်ဆက်ပေါ်တရုတ်စာမင်းသမီးတယောက်ဖြစ်ပါရီ။ဒေါခင်တန်ဝင်းဟာရုပ်ရှင်နဲ့ဗီဒီယိုဇာတ်ကားတော်တော်များများမှပါဝင်တရုတ်စာမှုရပါ။အခုခါမှာတော့ဒေါခင်တန်ဝင်းဟာရုပ်တရည်စုံပေါက်ကွယ်လွန်သွားခဲ့ပါပြီ။ဒီလိုကွယ်လွန်သွားတဲ့အပေါ်မှာလည်းအားလုံးကစိတ်မကောင်းဖြစ်ရပါရီ။ဒေါခင်တန်ဝင်းဟာချမ်းသာကြွယ်ဝတဲ့ဘဝကိုပိုင်ဆိုင်ထားတာဖြစ်ပါရီ။အားလုံးသိကြတဲ့အတိုင်းဒေါခင်တန်ဝင်းဟာနိုင်ငံကျော်ခီးသွားဘလော့ကာရှိရှိပွင့်ဖြူရဲ့အမေဖြစ်တယ်လို့စိန်ဖြိုးရဲ့ရောက်ခမ ားမလို့တကယ်ကိုချမ်းသာကျဲဝါစိတ်ချမ်းသာနေရလို့ထင်ကြတာပါစိတ်ဖြိုးလိုက်တဲ့ရေပွေပြေတို့ဟာနိုင်ငံတကာကိုပတ်ပြီးတော့ခီးသွားနေတယ်လို့ကြညာရေရိုက်ကိုရေဝင်းဝင်းများစွာရရှိနေတာဖြစ်ပါတယ်ဒါကြောင့်လည်းဒေါခင်တန်းဝင်းဟာစိတ်ချမ်းသာပျော်ရွှင်စွာနေထိုင်ရတယ်လို့ဆိုကြပါတယ်ဒါပေမဲ့လည်းဇီယာနဲ့မယနာတရားကိုမကြော်အောင်နိုင်မင်းနေကွယ်လွန်သွားကြတာဖြစ်ပါတယ်ဒေါခင်တန်းဝင်းကွယ်လွန်သွားချိန်မှာကောလာဟာလာချိုးလဲထွက်လာပါတယ်အဲ့ဒါကတော့ဒေါခင်တန်းဝင်းဟာ ကွယ်လွန်ခဲ့မှာတယောက်တည်းတိုက်ခဲမှာနေထိုင်ခဲ့တာဖြစ်ပြီးတော့သွေးတိလို့ကွယ်လွန်သွားတာဖြစ်တယ်လို့ပြောကြပါရီ။တိတ်ဆိုးပြီးတော့ရဲကြလို့အနံထွက်မှာတည်တယ်လို့ဆိုပါရီ။ဒါကြောင့်လေချို့တော်သူတွေကရေပွေဖြူကိုပြစ်တင်ကြပါရီ။အထူးသဖြင့်ရေပွေဖြူဟာမိခင်ကြီးကိုတနေ့တစ်ချိန်ဖုံးမဆက်ဘူးလား။ဘာလို့နေရလဲစသဖြင့်ပြစ်တင်ကြတာပါ။အထူးသဖြင့်ရေပွေဖြူနဲ့စိန်ဖြိုးလိုက်တို့ဟာပျောက်ရွှေ့စရာခီးသွားလိုက်ခိုးသွားလိုက်ဒီသွားလိုက်လို့နေပြီးမိခင်ကိုပြစ်ထားတာလား။မိခင်တက်ဆုပ်ရှုပ်သွားတာမသိလား။စသဖြင့်ဝေဖန်ပြစ်တင်ကြတာဖြစ်ပါရီ။ အခုကမှတော့ရီပွေးဖြူကသူ့အမေစုပ်ပွားကွယ်လို့ရတဲ့အဓိကအကြောင်းကိုပြောလာတာပါသူ့မိခင်စုပ်ပွားကွယ်လို့နာနဲ့ပတ်သက်လို့ရီပွေးဖြူဟာသူမရဲ့မိခင်ဟာသွေးတိုးယောဂသမားဖြစ်ကြောင်းအခြားအရာတွေလဲနေတဲ့ယောဂဘာမှမရှိဘူးလို့ဆိုပါတယ်ဒါပြင်သေဆုံးသွားတာတော့ရရှိပြီဆိုတဲ့သတင်းကလည်းဟုတ်မှန်နေကြောင်းမေလ24ရက်နေ့မနက်ကပဲရုတ်တရက်သွေးဆောက်တိုးပြီးတော့သေဆုံးသွားတာဆိုပြီးတော့ပြောလာခဲ့တာပါဒါပြင်ရီပွေးဖြူဟာသူမမိခင်စုပ်သွားတာတော့ရရှိပြီအနက်ထွက်လာမှသိတယ်ဆိုတာနဲ့ပတ်သက်လို့လည်းရီပွေးဖြူဟာသူ့မိခင်ကိုဘာလို့တင်နေတာတော့ရရှိပြီ ြီးလို့ပုတ်စော်နန်းနေပြီးတော့မဟုတ်တဲ့သတင်းတွေရေးချင်ပြောချင်ကြတာပါလေ။သုံးရကြပြီလို့ပြောရအောင်ပြောတဲ့သူကျမအိမ်နဲ့ဝင်ခွေးရှိလားမြင်ရလားထိရလားပြော။ဘာကြောင့်လဲကျမနားမလည်နိုင်ဘူး။သွားလေသူကိုအေးဆေးသွားပါစေလားရှင်။ကိုရင်မဟုတ်မမှန်စကားကြောင့်ကျင်းသူမိသားစုကိုပါထက်စိတ်ဆင်းရဲရရင်ရောဘာကျိုးမြများရမှာမလို့လေ။မီဒီယာများလည်းအင်တာဗျူးတောင်းဆိုတာလက်မခံတာနားလေပေးဖို့မြစ်တာရက်ခံပါတယ်ဆိုပြီးရီပွဖြူကပြောလာတာပါ။နောက်ဆက်တွဲသတင်းများရရီပွဖြူရဲ့မိခင်ကြီးအားမေလာ24ရက်နေ့ မနက်7:00နာရီချိန်မှသာကွယ်လွန်သွားတာဖြစ်ကမကွယ်လွန်ခင်ရှပိုင်းတီကျမ်းမာပျော်ရွှင်ကတငယ်ချင်းပေါင်းသစ်နေနဲ့ဖုံပြောနေခဲ့တယ်လို့ဆိုပါရီပရိသတ်တွေကတော့ချမ်းသာကျဲဝါးစာနဲ့လိမ်မာတဲ့တမိနဲ့တမတ်ကိုပိုင်ဆိုင်ထားပေမယ့်လွန်ဆန်များတဲ့သင်္ခါရတရားဒေါခင်တန်ဝင်းခုလိုရုတ်တရက်ကွယ်လွန်သွားတဲ့ပုံမှာတန်ဝေကရှာနေတာဖြစ်ပါရီဗီယိုကိုကြည့်နေကြတဲ့ပရိသတ်တရားရောဆုံးပါကွယ်လွန်သွားတဲ့ရီပွေဖြူရဲ့မိခင်ကြီးဒေါခင်တန်ဝင်းကွယ်လွန်သွားတဲ့ပုံမှာမိမိတို့ရဲ့မျက်ချက်လေးတွေကိုပြောခဲ့ပေးပါအောင်ရှင်